အဲ့တော့ဘုန်းကြီးတို့ပြိတ္တအဲ့ဒီရာဇဂျိုမျိုးရဲ့အနောက်နာဂင်္ဂမြေကမ်းမှာ သခုတ်ပင်တွေပေါက်နေတဲ့ရွာလေးတရွာရှိတယ်။အဲ့ဒီသခုတ်တော်ကြီးကို ရှင်းပြီးတော့မြို့ကြီးတစ်မြို့တည်ခဲ့တယ်ဇာရဒ။အဲ့ဒီမြို့ဟာပါတလိဆိုတဲ့ရွာကိုမြို့တည်တာမို့လို့ဒီမြို့ဟာနောင်သောကပါတလိပုတ်ဆိုဖြစ်လာ။အဲ့ဒီပါတလိပုတ်ဆိုတဲ့ဇာတမင်းတိဆောက်ခဲ့တဲ့ဒီမြို့ဟာ ဘုရားပရိနိဗ္ဗာန်သာမိနှစ်218နှစ်ကြာတဲ့အခါမှာသီရိတ္တမအာသောကမင်းနန်းဆိုင်တာပါတလိပုတ်ပဲသီရိတ္တမအာသောကဆိုရင်တတ္တိယသင်္ကယနာတင်ကျောင်းပေါင်း7400ဇီရီ7400တောင်တင်ကိုရင်ကိုဌာနသာသနာပြုတွေလွတ်တော့သာသနာသမိုင်းမှာသိကျေးဇူးကြီးတဲ့မင်းတပါအဲ့ဒီအာသောကမင်းတရားသည် သူနန်းဆိုင်၍သွားခဲ့တဲ့ပါတိပုတ်မြို့ဟာဘလူတီဆောက်ပေးခဲ့တယ်လဲဆိုရင်အဇာသမင်းကြီး တိဆောက်ပေးခဲ့တာတဲ့ကျေးဇူးအဆက်ဆက်ပြိတ္တာကြီးဒီလိုကြည့်တယ်နော်